LAFC အသင်းကတောင်ကိုရီးယားတိုက်စင်မှုဆောင်းအောင်မင်းဟာအာရှဘလွန်ဒီယောလို့တင်စားခံထားရတဲ့အာရှအကောင်ဆုံးဘောလုံးသမားစုကို၁၀ချိန်မြောက်စကူရရှိခဲ့တယ်လို့သိရပါဗျ။ Best Footballer in Asia လို့နာမည်ပေးထားတဲ့ဒီဆုကိုတရုတ်အားကစားသတင်းစာ Titan Sports ကဖန်တီးချီးမြှင့်တာဖြစ်ပြီး France Football ကဖန်တီးခဲ့တဲ့ Blond Dior ဆုကိုတူပထားတဲ့ဆုလေးဖြစ်ပါတယ်။ဒီစုကို2023ခုနှစ်မှာစတင်ချင်းမြင့်ခဲ့တာဖြစ်ပြီး2025ခုနှစ်အထိ73ကြိမ်ချင်းမြင့်ခဲ့ရမှာစောမေတအိုးရက10ကြိမ်ရရှိခဲ့ပြီးကျန်တဲ့3ကြိမ်ကိုတော့ကာတာကအာဖစ်ဂျပန်ကဟွန်တာနဲ့အိုကာဇာကီတို့ရရှိခဲ့ပါတယ်။ ဒီဆိုအတွက်ပြေပွားထွက်ကစားနေတဲ့အာရှဒေသကကစားသမားတွေရောပြေပွားကနေအာရှကလပ်အသင်းတွေမှလာကစားနေတဲ့ကစားသမားတွေရောအကျုံးဝင်ပြီးစုရွေးချယ်မှုကတော့ Journalist 64ဦးရဲ့ဆန္ဒမဲအပေါ်အခြေခံတွက်ချက်တယ်လို့သိရပါတယ်2025ခုနှစ်အတွက်ဆိုကောဆော်အမင်က146မှတ်နဲ့ရရှိခဲ့တာဖြစ်ပြီး PSG ကတောင်ကိုရီးယားကစားသမားလီကန်အင်က105မှတ်နဲ့ဒုတိယ NSR ကပေါ်တူဂီကစားသမားဆီရနီတိုက62မှတ်နဲ့တတိယနေရာရရှိခဲ့တယ်လို့သိရပါတယ်